ဘာတယံဇာတာမှမထွက်တဲ့ဒီနိုင်ငံကကမ္ဘာအချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။ဘာတွင်းထွက်ဘာတယံဇာတာမှမရှိတဲ့ဒီနိုင်ငံကအရှမာသာမကကမ္ဘာမှာပါအချမ်းသာဆုံးနိုင်ငံဆင်းဝင်နေပါပြီ။ရေနံမရှိ၊ကြောင်စိမ့်မရှိ၊တွင်းထွက်ဆိုလို့ရေတောင်မရှိဘူးလို့ဆိုထားပါတယ်။တချင်ရတညာရွာလေးကအခုအရှကြားဖြစ်နေပါတယ်။ 1965မှာမလေးရှားကနေအပီးတိုင်ဖဲထုတ်ခံရတဲ့အပြင်360စတူရဲမိုင်ပဲရှိတဲ့ဒီနိုင်ငံမှာဘလို့တဘာဝတရားစာတမှမထွက်ပါဘူး။အဲ့ဒီအချိန်တုန်းကသူ့နိုင်ငံကလူတွေကဘိန်းဆွဲနေပြီးအကြမ်းဖက်မှုတွေကနေရာအနှံ့ဖြစ်နေခဲ့ပါသေးတယ်။ အင်းကြီးချင်းနိုင်ငံကြီးတွေကသူတို့ကိုမကြည့်ပြရတဲ့အပြင်အာကိုအာချာပြုနေရတဲ့ပြည်တိန်စစ်တပ်ကလည်းဒီနိုင်ငံကနေထွက်ခွာနေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မလေးရှားကနေခွဲထွက်ခါစားမှာဒီနိုင်ငံငယ်လေးကနိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုတွေကြောင့်ကြောက်ထဲကြမဲ့ကင်းဆိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ဒီလိုတွေမဖြစ်ခဲ့တဲ့အပြင်အခုဆိုသူကကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံစည်းဝင်ဖြစ်နေပါပြီ။နိုင်ငံသားတွေကပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာအခွင့်အရေးအပြည့်အဝရနေပါတယ်။သူရဲ့ passport ဆိုတာလည်းကမ္ဘာပေါ်မှာဩဇာရှိဆုံးဖြစ်ပါတယ်။အဲ့ဒီနိုင်ငံကတော့အရှိတောင်အာရှကစင်ကာပူပါပဲ။ဒါဆိုစင်ကာပူလိုကျွန်းနိုင်ငံငငယ်လေးကဘလူရီကြောင့်များနှိမ့်နေနေများတိုးတက်လာခဲ့ရလေ။တရားစာတတစ်ခုမှမထွက်ပဲဘာကြောင့်ချမ်းသာနေရလဲဆိုတာဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ 19ရာစုနှစ်တုန်းကကမ္ဘာပေါ်မှာအင်အားအကြီးဆုံးကုမ္ပဏီကြီးတစ်ခုရှိခဲ့ပါတယ်။သူကတော့ပြည်ထင်အခြေဆိုင်အရှေ့အိန္ဒိယကုမ္ပဏီပါ။သူတို့ကကမ္ဘာတဝန်းကတယံဇာတတွေကိုအယောင်းဝယ်လောက်တာနဲ့ရေချောင်းတည်ယူပို့ဆောင်ရေးကနေဝင်ဝင်အဓိကရပါတယ်။အိန္ဒိယမြောက်ပိုင်းကဘိန်းနဲ့တရုတ်လက်ဖက်ရွက်ကိုလည်းအယောင်းဝယ်လောက်ပါတယ်။ဒီအခါမှာသူကမလက္ကာရေလက်ချောင်းကိုသုံးရပါတယ်။ကုမ္ပဏီဝင်ငွေရဲ့တဝက်လောက်ကိုဒီရေလက်ချောင်းကနေရပါတယ်။ဒါကြောင့်သူတို့ကဒီဒေသမှာကိုပိုင်စိတ်ကန်းစောင့်ချင်ပါတယ်။ ါပေမဲ့ဒီဒေတာမှာအရင်ထဲကနေရာယူထားတဲ့ dance တွေကြောင့်စိတ်ကန်းဆောက်ဖို့ခက်နေပါတယ်။နောက်တော့ကုမ္ပဏီကအရာရှိ Thomas ကစိတ်ကန်းဆောက်ဖို့အချိန်ချင်းညှိနှိုင်းခဲ့ပါတယ်။ဒါကြောင့်မယ်နောက်ဆုံးမှာမလေးကျွန်းဆွယ်ထိန်းသားမှာစင်ကာပူဆိုတဲ့စိတ်ကန်းလေးဖြစ်လာခဲ့ပါတယ်။စိတ်ကန်းသစ်မှာတင်းမောတွေလာကြအောင်အခုံမဲ့ဖြတ်ကန်းသွားလာခွင့်ပေးပြီးဆွဲဆောင်ပါတယ်။ဒါကြောင့်အိန္ဒိယတရုတ်နဲ့မလေးကျွန်းဆွယ်တခြားကကုမ္ပဏီတွေက စင်ကာပူစိတ်ကန်းကိုအသုံးပြုလာကြပါတယ်။စင်ကာပူစိတ်ကန်းမှာတင်းမောတွေနဲ့ပြည့်နေလာပါတယ်။ ဒါပေမဲ့စင်ကာပူစိတ်ကမ်းမှာစနေစားတဲ့အုပ်ချုပ်ပုံမရှိလို့လောင်းကစားတွေ၊ဘင်းရောင်းဝယ်မှုတွေ၊ကျုံပြူမှုတွေပြည်တစားလုပ်ငန်းတွေဒိုးပွားလာပါတယ်။တစ်ဖက်ဥရောပဘက်မှာလည်းဆူအက်ဒူမြောင်ဖွင့်လိုက်လို့ရေချောင်းကုန်သွယ်ရေးတိုးတက်ပြီးစင်ကာပူစိတ်ကမ်းလည်းတိုးတက်လာပါတယ်။ ဒီအချိန်မှာရာဘာနဲ့အတန်ဖြူလုပ်ငန်းကဝယ်လိုအားများလာပါတယ်။ဒီကုန်ကျန်းတွေကအရှိတောင်အာရှနိုင်ငံတွေရနေအများအပြားထွက်ပါတယ်။ဒါကြောင့်မယ့်ကုန်ကျန်းတွေကိုစင်ကာပူပို့အဆင့်မြင့်ပြီးဥရောပကိုပြန်တင်ပို့လို့တရံစာတာဘာမှမထွက်တဲ့စင်ကာပူကရှေ့ရောက်လာပြန်ပါတယ်။ အရင်လိုတရုတ်အသွားတစ်ထောင်နားစီရာစိတ်ကမ်းမဟုတ်တော့ပဲပို့ကုန်တင်ပို့နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့စင်ကာပူရဲ့ထိုးတက်မှုတွေအရှိန်တန်ခဲ့ရပါတယ်။1947မှာမလေးရှားကိုဂျပန်နေကျူးကျော်သိမ်းပိုက်တော့စင်ကာပူစိတ်ကမ်းကလည်းဗြိတိန်လက်အောက်ကနေဂျပန်လက်အောက်ကို ရောက်သွားခဲ့ရပါတယ်။1945မှာဂျပန်နေစစ်ရှုံးလို့ဂျပန်လက်အောက်ကနေပြန်လွတ်ခဲ့ပေမဲ့စင်ကာပူကတော့အရင်လိုမဟုတ်တော့ပါဘူး။ စစ်မတိုင်ခင်ရတဲ့လုံးဝကွဲပြားသွားပြီးစင်ကာပူမှာနိုင်ငံရေးမတည်ငြိမ်မှုတွေပြိပက်ခါတွေအလုံးလက်မဲ့ဒေါ်လာမှုတွေနဲ့ပြင်းထန်လို့နေခဲ့ပါတယ်။ဒီအချိန်မှာပြည်တွင်လက်အောက်ကနေတနိုင်ငံပြီးတနိုင်ငံလွတ်လပ်ရေးရကုန်လို့ စင်ကာပူလည်းလွတ်လပ်ရေးရဖို့အကြောင်းဖန်လာပါတယ်။ဒါပေမဲ့လွတ်လပ်ရေးရရင်ဘလို့ရည်တည်မဲဆိုတာကတော့စိန်ခေါ်မှုကြီးဖြစ်လို့နေခဲ့ပါတယ်။ဒီအချိန်မှာစင်ကာပူကိုဥဆောင်ပေးဖို့ခေါင်းဆောင်တယောက်ထွက်လာပါတယ်။ဒါ့ကိုစင်ကာပူကိုဆင်းရဲရင်းကနေဆွဲတင်ပေးမဲ့ခေါင်းဆောင်ကဘသူများပါလဲ။ ဒါကအားလုံးသိတဲ့လီကွန်ယူပါအင်္ဂလန်မှာရှေ့နေပညာသင်ယူခဲ့တဲ့လီကွမ်ယူက1955မှာစင်ကာပူရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်1959မှာဒီဂျင်လက်အောက်ကနေလွတ်လပ်ရေးရှုဖို့လုပ်ခဲ့ပါတယ်မလေးရှားနဲ့ပြန်ပေါင်းထုတ်မယ်ဆိုတဲ့ကတိကဝန်နဲ့လီကွမ်ယူလည်းဝန်ကြီးချုပ်အဖြစ်ထပ်အရွေးခံရပါတယ်အဘက်ဘက်ကရှိုင်းလင်းနေတဲ့ဒီအခြေအနေမှာမလေးရှားလိုနိုင်ငံရဲ့အကူအညီနဲ့မှရှေ့ဆက်နိုင်မှာပါ ဒါကြောင့်ပဲ1963မှာတော့စင်ကာပူဟာမလေးရှားပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မလေးရှားရွေးကောက်ပွဲမှာမလေးတွေကိုဦးစားပေးမယ်ဆိုတဲ့ပါတီကအနိုင်ရခဲ့ပါတယ်။ပြည်ထနာကစင်ကာပူမှာ60ရာခိုင်နှုန်းကတရုတ်တွေနဲ့ဂျန်တာကလူနည်းစုတိုင်းရင်းသားတွေပါ။ဒါကြောင့်ပဲမလေးရှားပြည်ထောင်စုမှာမငြိမ်မသက်တွေထပ်ဖြစ်လာလို့ပေါင်းစည်းပြီးနှစ်နှစ်အကြာ1965မှာစင်ကာပူကမလေးရှားပြည်ထောင်စုကနေဖယ်ထုတ်ခံလိုက်ရပါတယ်။ စင်ကာပူကလွတ်လပ်တဲ့နိုင်ငံဖြစ်လာပါတယ်။ဒါပေမဲ့နိုင်ငံတနိုင်ငံတည်ထောင်ဖို့လိုအပ်တဲ့ဘာတည်ငြိမ်မှုမှရှိမနေခဲ့ပါဘူး။ဒါကြောင့်ပဲလီကွန်ယူကမမြောက်ခါစသူ့နိုင်ငံကိုတရားဥပဒေစိုးမိုးဖို့တင်းတင်းကြပ်ကြပ်အုပ်ချုပ်ခဲ့ပါတယ်။ဝန်ရည်စည်းဝါးသုံးဆွဲမှုမှန်တရားကိုလူမြင်ကွင်းမှာကြိမ်တမ်းပေးခဲ့ပါတယ်။အရမူးတာဖြစ်ဖြစ် အများပိုင်းနေရာတွေမှာစီကံမဲ့ဟိုချစ်တီချစ်လက်ကမြင်းနာတွေဖြစ်ဖြစ်ကြိမ်တမ်းပေးပါတယ်။ဒီလိုမျိုးနိုင်ငံအတွင်းမှာတည်ငြိမ်လာတော့စီးပွားရေးတိုးတက်ဖို့အတွက်အကောင့်ထဲပေါ်ပါတယ်။ ဒီနေရာမှာစင်ကာပူရင်ဆိုင်ရတာကအိမ်ယာချထားမှုပါစင်ကာပူနိုင်ငံသား80ရာနှုန်းကအိမ်လို့ခေါ်မရတဲ့အဆောက်အဦတွေမှာနေထိုင်နေရပါတယ်။လေကွယ်ရုပ်ဦးဆောင်တဲ့အစိုးရကအိမ်ယာစီမံကိန်းတွေတည်ဆောက်ပြီးဈေးနည်းနည်းနဲ့ရောင်းချပေးခဲ့ပါတယ်။ ဝယ်ယူနိုင်ဖို့အတွက်လည်း policy တစ်ခုချခဲ့ပါတယ်ပြည်သူတွေရဲ့ဝင်ငွေအလိုက်ရာဂိုင်းလုံးတက်တက်ခွဲပြီးငွေစုစေပါတယ်နောက်ပိုင်းမှာဝင်ငွေရဲ့25ရာဂိုင်းလုံးအထည်ကိုစုဆောင်းစေခဲ့ပါတယ်ဒါရီကိုအစိုးရရဲ့ဗဟိုအထောက်ပံ့ရန်ပုံငွေအောက်မှာစုပေးပါတယ်ဒါကြောင့်မဲအရင်ကအိမ်ပိုင်ရာပိုင်မရှိတဲ့နိုင်ငံသားတွေကအစ်စ်မီအိမ်ယာတွေမှာနေနိုင်လာကြပါတယ်ဒါပြင်အလုံးမရှိရင်ငွေမစုနိုင်တာကိုသိတဲ့လေကွမ်ယူတို့ကအလုံးကင်အခွင့်အလမ်းပေါများလာဖို့စီးပွားရေးတိုးတက်အောင်လုပ်ခဲ့ပြန်ပါတယ် ဒယန်ဇာတာမရှိတွင်းထွက်ပစ္စည်းမရှိတာမို့နိုင်ငံသားယင်းနှိမ့်မြုံနယ်မှုတွေကိုအားကိုးဖို့ဖြစ်လာပါတယ်။အခွန်တွေရှော့ကောက်ပေးတဲ့အပြင်ဆန်နဲ့အခွန်ကင်းလုံခွင့်စတာတွေနဲ့နိုင်ငံသားကုမ္ပဏီတွေကိုဆွဲဆောင်ခဲ့ပါတယ်။ဒါအပြင်အခြေခံအဆောက်အဦတွေစက်မှုဇုံတွေထပ်မံဆောက်လုပ်ခဲ့ပါတယ်။ဒါတွေကနေတစ်ဆင့်ပထဝီဝင်အနေထားရှိနေပြီးသားစိတ်ကန်ယင်းနှိမ့်မြုံနယ်မှုကို အားပေးတဲ့ပေါ်လစီတွေကြောင့်စင်ကာပူရဲ့စီးပွားရေးကတရှိန်တိုးတိုးတက်လာပါတယ်။ ဒီအချိန်မှာတရုတ်မှာမော်စီတုံရဲ့ယဉ်ကျေးမှုတော်လှန်ရေးဖြစ်ခဲ့လို့ဟောင်ကောင်နဲ့ထိုင်ဝမ်ကနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကစင်ကာပူစီရောက်လာခဲ့ပါတယ်။ဒီလိုတိုးတက်နေတာကိုပြန်မဆုတ်သွားဖို့လီကွန်ယူကအစိုးရအဖွဲ့အတွင်းအကျဉ်းပြက်လက်စားတဲ့ကိစ္စတွေကိုပြင်းပြင်းထန်ထန်နှိပ်ကုပ်ပါတယ်။လက်စားတဲ့အရာရှိတွေကိုတည်တံပေးတာတွေလုပ်ခဲ့ပါတယ်။ဒါကြောင့်မဲစင်ကာပူကဒီနေ့အထိကမ္ဘာပေါ်မှာလက်စားမှုအနည်းဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်နေပါတယ်။ လီကွယ်ရုစင်ကာပူကိုတိုးတက်အောင်လုပ်ခဲ့သမျှတွေမှာအကောင်းဆုံးတစ်ခုကနိုင်ငံရဲ့ပညာရေးကိုမြင့်တင်ပေးတာပါနိုင်ငံတနိုင်ငံရဲ့အကောင်းဆုံးအရေးမြက်ကလူသားအရေးမြက်ဆိုတာလီကွယ်ယူကယုံကြည်ပါတယ်။ဒါကြောင့်အနာဂတ်မှာနိုင်ငံကိုဥဆောင်ရမယ့်လူငယ်တွေအတွက်ပညာရေးကိုအစွမ်းကုန်မြင့်ပေးခဲ့ပါတယ်။ဤပညာအကြောင်းတွေလူသားလေးချင်းရေးအကြောင်းတွေဖွင့်ခဲ့ပြီးဈေးရုံဈေးကမ်းတွေလည်းအများအပြားဖွင့်လှစ်ခဲ့ပါတယ်။ မိပညာတိုးတက်လာတော့တယံဇာတမရှိတဲ့စင်ကာပူကအိန္ဒိယနိုင်ငံတွေကထွက်တဲ့တယံဇာတကုန်ကျန်းတွေကိုကုန်ကြောထုတ်ပေးရနိုင်ငံဖြစ်လာပါတယ်။ဒါကြောင့်ဝင်ငွေတွေကလည်းပိုပြီးတော့ကောင်းလာတယ်လို့လူနေမှုအဆင့်တန်းမြင့်ပြီးနိုင်ငံစည်းဝေးရေးလည်းတက်လာပါတယ်။ဒါကြောင့်ပညာရေးနဲ့ကျန်းမာရေးလုပ်ငန်းတွေမှာပြန်ပြီးတော့ရှင်းလင်းမြုပ်နယ်လိုက်ခဲ့ပါတယ်။ဒါအပြင်နိုင်ငံသားတွေကိုယ်ပိုင်စည်းဝေးရေးလုပ်ငန်းတွေတည်ထောင်နိုင်အောင်လည်းလမ်းဖွင့်ပေးခဲ့ပါတယ်။နိုင်ငံသားတွေကစီးပွားရေးနယ်ပယ်မှာကျွမ်းကျင်တဲ့သူတွေကိုစူးစီးပြီးစင်ကာပူအေးလိုင်း စတီအိုင်ရွန်ဓာတ်ရုပ်လုပ်ငန်းတွေတည်ထောင်ပေးခဲ့ပါတယ်။လက်စားမှုတွေအကျင့်ပြတ်ခြားစားမှုတွေမရှိတဲ့အတွက်ကြောင့်ဒီလုပ်ငန်းတွေကအောင်မြင်လာခဲ့ပါတယ်။အခုဆိုစင်ကာပူရဲ့စီးပွားရေးကကမ္ဘာပေါ်မှာအလင်းမြန်ဆုံးနဲ့အတိုးတက်ဆုံးဖြစ်နေပြီးစင်ကာပူစိတ်ကန်းကလည်းဒုတိယမြောက်အကြီးဆုံးစိတ်ကန်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဒုတိယမြောက်စီးပွားရေးလုပ်ဖို့အလွယ်ကူဆုံးနိုင်ငံဖြစ်ပါတယ်။လူနေမှုအဆင့်တန်းမြင့်မာပြီးကမ္ဘာအဆင့်မီကျန်းမာရေးဆောင်ရှားမှုပိုင်ဆိုင်ထားတဲ့နိုင်ငံမှာ ရေကြောင်းကုန်သွယ်ရေးမှာအချက်ချာကြတဲ့ပထဝီဝင်အနေထားကြောင့်စင်ကာပူအချိန်တို့အတွင်းမှာတိုးတက်လာတာလို့ဆိုလို့ရပေမဲ့အဓိကတော့လီကွယ်ယူလို့ခေါင်းဆောင်ကောင်းကြောင်းပါပဲလီကွယ်ယူရဲ့ဤစနစ်ကြတဲ့ဥဆောင်မှုနဲ့တိုင်းပြည်အပေါ်ထားတဲ့အစီအစဉ်တွေကြောင့်စင်ကာပူကအချိန်တို့အတွင်းမှာတိုးတက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မြန်မာပြည်မှာလည်းလီကွယ်ယူတာရှိမယ်ဆိုရင်တော့နောက်ဆယ်နှစ်အတွင်းမှာ စင်ကာပူကိုကျော်တက်နိုင်မှာအသေးစားပါပဲ။ပြည်သက်ကြီးရောနောက်ဆယ်နှစ်မှာမြန်မာပြည်ကစင်ကာပူကိုကျော်တက်နိုင်မယ်လို့ထင်ပါသလား။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။